အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့အသက်62နှစ်ရှိပြီဖြစ်တဲ့ဂျပန်အားကစားနည်းပြဆရာမရဲ့ပေတိုင်းစားတဲ့အစားအစာ၅မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံမှာအသက်အရွယ်ကြီးစုတွေအလုံးများလွန်းပါတယ်သူတို့ဟာကျန်းမာရေးကိုလိုက်စားကြတယ်သူတို့ရဲ့ရိုးရှင်းတဲ့ဘဝနေထိုင်ပုံစံဟာအတူယူမယ်ဆိုရင်အတူယူစရာအများကြီးရှိပါတယ်ဒါကြောင့် အသက်အကြီးဆုံးဖြစ်တဲ့တခိုင်ရင်းနီးပြဆရာမတယောက်ရဲ့အကြောင်းကိုပြောပြဖို့ဖြစ်လာပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့သူမရဲ့တွေးဆမေးမြန်းမှုကိုအသေးစိတ်ရှင်းပြပေးပါမယ်။ဂျပန်နိုင်ငံကအသက်62နှစ်အရွယ်ရှိတဲ့ကြန့်ခိုင်ရေးနီးပြတာကီရှိမာမိကအကြောင်းပါ။သူမကဂျပန်နိုင်ငံမှာတက်တန်းအရှိဆုံးကြန့်ခိုင်ရေးနီးပြတဦးဖြစ်ပါတယ်။သူမရဲ့ကျမ်းမာရေးလူအချက်တွေကိုလေ့လာကြည့်အောင်။မနေ့ကလှူရှားမှု သူမကမနေ့၄နာရီမတိုင်ခင်မှာအဲ့ရကထပါတယ်ရေတစ်ခွက်တောက်ပါတယ်မနေ့၄နာရီမှာဒီချိန်ကစလုပ်ပါတယ်၄ကီလိုမီတာနှစ်မိုင်ခွဲနီးပါးလမ်းလျှောက်ပါတယ်၃ကီလိုမီတာပြေးပါတယ်နောက်ထပ်၁ကီလိုမီတာလမ်းပြန်လျှောက်တယ်စုစုပေါင်း၂နာရီကြာပါတယ်မနေ့စာမနေ့9နာရီခန့်မနေ့စာကပရိုတိန်းနဲ့အချင်ဖောက်ထားတဲ့အစားအစာတွေကိုစားပါတယ်နက်တိုးကိုစားပါတယ်နက်တိုးကပဲပုတ်အချင်ဖောက်ထားတဲ့ဂျပန်ရိုးရာညံ့ရပါ ဆေးကပ်ပြီးအမြင်လိုမျိုးဖြစ်နေတတ်ပါတယ်။နက်တိုးမှာမန်ကနီးစ69ရာဂိုင်နှုတ် DV တန်တက်က48ရာဂိုင်နှုတ်မက်ဂနီဆီယမ်နဲ့ဇင်က29ရာဂိုင်နှုတ်တို့ပါဝင်ပါတယ်။ပဲပုတ်အချင်းဖောက်ထားတဲ့အတွက်ကြောင့် probiotic ပိုမိုများပြားစွာပါဝင်ပါတယ်။အစာချေစနစ်ကိုကူညီပြီးအဟာရစုပ်ယူမှုကိုပိုမိုလွယ်ကူစေပါတယ်။ဒင်းဂျင်ကိုလည်းစားတော့ပါတယ်။ဒင်းဂျင်မှာကယ်လ်ဆီယမ်များစွာပါဝင်ပါတယ်။ ၊သွားနဲ့အယိုးတွေကျမ်းမာဖို့လိုအပ်ပါတယ်။ဒင်းညင်ကိုပြားရည်နဲ့စားသုံးပါတယ်။နက်တိုးရဲ့အရသာကိုပြည်စီတယ်လို့သူမကပြောပြပါတယ်။အတုပ်ကိုစားပါတယ်။ဆလတ်၊ယာဒီဘော၊ပန်းကော်ပီစိမ့်နဲ့ခရမ်းကျင်သီးများများပါဝင်ပါတယ်။ဒေအိုးပေါ်မှာစီမပါပဲချက်ထားတဲ့ဝက်ပောင်ချောက် lean ham ကိုလည်းထည့်စားပါတယ်။ဂျပန်တနတ် suki mono ပါဝင်ပါတယ်။သူမကနူကာစုကီလို့ခေါ်တဲ့တနတ်ကိုစားပါတယ်။ဒါကို ဆံလောဖွဲ့နုစားနဲ့အွန်ဘူးရင်ကြီးတို့နဲ့အချင်းဖောက်ထားတာပါအဲ့ဒီထဲမှာလက်တိုဘက်ဆလတ်ကျော်ဝပြီးအစာခြေဖြက်ရမှာအထောက်အကူပြုပါတယ်နေ့လေစာသူမကနေ့လေစာကိုပော့ပော့ပါပါစားပါတယ်နေ့လေစာအလွန်ကြုံမစားတဲ့အတွက်ဒီနေ့ကိုမောပန်းတာကိုရှောင်ရှားနိုင်ပါတယ်မပြောသည့်သလုံးစားပါတယ်မပြောသည့်ကပိုတက်ဆီယမ်ရရှိစေပါတယ်ပိုတက်ဆီယမ်ကပိုရှန်နေတဲ့ဆိုဗျံကိုဖယ်ထုတ်ပြီးလို့တွေးပောင်ခြင်းကို ထိမ့်ပေးနိုင်ပါတယ်။ယာကော့တောက်ပါတယ်။ယာကော့က probiotic နိုးချိုပါ။ lactica, cassia, bacillus, bacteria နဲ့အချင်းဖောက်ထားတာပါ။မပြောသေးဘူးယာကော့နဲ့တွဲဖက်စားသုံးလို့ကောင်းပါတယ်။အစားအစာကြားလှုပ်ရှားမှုအိမ်မှာနားနေတဲ့အခါမှာတော့လိကျင်ကလုပ်ပါတယ်။ TV ကြည့်နေချိန်မှာခါးကိုမမတ်ထားပြီးဘိုက်ကိုရှက်ထားပါတယ်။အိမ်ထဲမှာခြေပြားထောက်ပြီးအမြဲလမ်းလျှောက်ပါတယ်။ညစာ သူမရဲ့ညစာကကျမ်းမာပြီးမျက်တာတဲ့အစားအစာဖြစ်ဖို့အလေးထားပါတယ်။ကြံ့ခိုင်ရေးသင်တန်းတွေပေးနေတဲ့အခါခန္ဓာကိုယ်အားဖြည့်ပေးပါတယ်။ပရိုတင်းများများပါဝင်ပါတယ်။ကဲရော့ပါဝင်တဲ့ငါးနဲ့ကြက်သားပေါင်းဟင်းကိုစားပါတယ်။ငါးမှာအိုမီဂါ3ပါလို့နှလုံးကျန်းမာရေးနဲ့ရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။ကြက်သားကပရိုတင်းမြင့်ပြီးအဆီနဲပါတယ်။ဆယ်မွန်အဖတ်ထည့်ပြီးချက်ထားတဲ့ထမင်းကိုစားပါတယ်။တိုဖူးကိုလည်းစားပါတယ်။တိုဖူးကအပင်အခြေခံပရိုတင်းကောင်းပါ မရှိမဖြစ် amino acid ကိုမျိုးလုံးပါပါတယ်ဟင်းသီးဟင်းရွက်စားပါတယ်ရင်နွေးဖြောထားတဲ့ဟင်းနုနယ်ရွက်ကိုစားပါတယ်အဲ့ဒီထဲမှာဗီတာမင် A C တန်တပ်ပါပါတယ်ခရမ်းကျင်သည်ဆက်လက်နဲ့ကြက်သားပါတဲ့အတုပ်စားပါတယ် salt dressing လုံးဝထည့်မစားပါဘူးအချင်းဖောက်ထားတဲ့အစားအစာထပ်ပါဝင်ပါတယ်ကိုရီးယားကန်ချီက probiotic ကျော်ဝတယ် necto ညစာမှာလည်းထပ်စားပါတယ် necto က necto kinase ဆိုတဲ့ ထူးခြားတဲ့အင်ဇိုင်းပါပါတယ်ဒီအင်ဇိုင်းကသွေးကိုကျဲစေပြီးသွေးခဲခြင်းကိုခြေဖြတ်ပေးနိုင်ပါတယ်ဒါကလေးဖြတ်ခြင်းနဲ့နှလုံးယောဂါလိုအခြေအနေမျိုးကိုကာကွယ်ပေးနိုင်ပါတယ်မီဆိုနှင်းညူပောက်ပါတယ်မီဆိုကဂျပန်ဟင်းလျာရဲ့အဓိကအစားအစာပါပဲပုတ်အချင်းဖောက်ထားတဲ့မီဆိုအနှစ်ကနေလောက်တာပါပရိုဘိုင်ယိုတစ်နဲ့မရှိမဖြစ်အမိုင်နိုအက်ဆစ်တွေပါပါတယ်ပဲမျိုးမျိုးနဲ့ဂျပန်မုံရင်းချင်ကိုလည်းညစာမှာစားပါတယ် သူမရဲ့အစားတောက်ပုံစံဟာကျမ်းမာပြီးမျှတတဲ့ဆန္ဒမူနာကောင်းပါပဲကျမ်းမာကြီးနီးပြမိကာရဲ့စားသုံးတဲ့အဓိကအစားအစာ၅မျိုးကိုအချင်းချုပ်ပြီးပြောပြပေးပါမယ်သူမရဲ့ကျမ်းမာကြီးအတွက်ဒီအစားအစာတွေကအရေးကြီးဆုံးပဲလို့ဆိုနိုင်ပါတယ်နံပါတ်1 necto ဒါကဂျပန်ရိုးရာပဲပုတ်အချင်းပေါက်ထားတဲ့ဟင်းလျာပါအရန်စိကပ်ပြီးအမြင်လိုမျိုးဖြစ်နေတတ်တယ်ပရိုဘိုင်ယိုတစ်များစွာပါဝင်ပါတယ်အစာချေစနစ်အတွက်ကောင်းမွန်ပါတယ် နက်တိုမှာနက်တိုကိုင်းနစ်ဆိုတဲ့ထူးခြားတဲ့အင်ဇိုင်းပါပါတယ်ဒီအင်ဇိုင်းကသွေးကိုကျဲစေပြီးသွေးခဲတာကိုခြေဖြက်ပေးနိုင်တယ်လေးဖြတ်ခြင်းလိုယောဂါမျိုးကိုကာကွယ်ပေးနိုင်ပါတယ်မနက်စာနဲ့ညစာတွေမှာစားသုံးနေရှိတယ်ငမနဲ့ဒိန်ကျင်ယိုဂတ်ဒိန်ကျင်ကကယ်ဆီယမ်အများကြီးပါပါတယ်ဒါကအရိုးနဲ့သွားတွေကျန်းမာဖို့အတွက်လိုအပ်ပါတယ်သူမကပြားရည်နဲ့တွဲစားပါတယ်နက်တိုရဲ့အရသာကိုပြည်စီဖို့ပါ နံပါတ်3ငပြောသည်ဘာနာနာနေ့လေစာကိုပေါ့ပေါ့ပါပါပဲစားပါတယ်အဲ့ဒီထဲမှာငပြောသည်တလုံးစားတာပါဝင်ပါတယ်ငပြောသည်ကပိုတက်ဆီယမ်ရရှိစေပါတယ်ဒါကြောင့်တွေးပောင်ချိန်ထိန်းပေးနိုင်တယ်နံပါတ်4အဆီနဲတဲ့ပရိုတိန်း lean protein ညစာမှာရေးပါတဲ့အစိပ်ပိုင်းမှာသူမကငားနဲ့ကျက်သားပေါင်းဟင်းကိုစားပါတယ်ငားမှာ omega 3ပါလို့နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုတယ် ကြက်သားကပရိုတိန်းညင့်ပြီးအစီနဲပါတယ်တိုဖူးလိုမျိုးအပင်ကရတဲ့ပရိုတိန်းကိုလည်းစားပါတယ်ဒါတွေကတနေ့တာလှုပ်ရှားပြီးရဲ့နောက် ကြွက်သားပြန်လဲတိဆောက်ဖို့လိုအပ်ပါတယ်နံပါတ်5မီဆိုဟင်းဂျိုမီဆိုဆုမီဆိုဟင်းဂျိုကဂျပန်အစားအစာရဲ့အဓိကအစားအစာတစ်ခုပါပဲဘုတ်ကို အချင်းဖောက်ထားတဲ့မီဆိုအနှစ်ကနေလောက်တာပါဒါကြောင့်ပရိုဘိုင်ယိုတစ်တွေကျွဲဝပါတယ်မရှိမဖြစ်အမိုင်နိုအက်ဆစ်တွေလည်းပါပါတယ် မိဆိုဟင်းကျုံဟာညစာကိုပြည့်စုံစေတဲ့အရာတစ်ခုပါညီကုန်းကျုံပြောရရင်ဒီအမျိုးသမီးဟာတာကီရှိမာမိကာပါသူမဟာအသက်62နှစ်အရွယ်ကြံ့ခိုင်နီးပြပါအားလုံးအတွက်ဆန္ဒမူနာယူကြပါပဲသူမရဲ့ကြံ့မာရေးညှို့ဝက်ချက်ကရှင်းပါတယ်ပထမဆုံးသူမရဲ့နေ့စဉ်လှုပ်ရှားမှုမနေ့၄နာရီမတိုင်ခင်အိပ်ရာကထတယ်လမ်းလျှောက်တယ်ပြေးတာနဲ့၂နာရီကြာလေ့ကျင့်ခန်းလုပ်တယ်အိမ်မှာဆိုရင်တောင်ခြေပြားထောက်ပြီးလမ်းလျှောက်နေတတ်တယ်နောက်တစ်ခု ဟာရပြေးဝတဲ့အစားတောက်အစားတောက်ကမျှတတယ်ပရိုတင်းများများစားတဲ့ဥပမာငါးချက်သားတူဖူးအချင်ဖောက်ထားတဲ့ပရိုဘိုက်တစ်ကျော်ဝတဲ့အစားအစာတွေကိုမဖြစ်မနေစားတယ်မနေ့စာမှာနက်တိုးနဲ့ဒိန်ဂျင်ပါတယ်နေ့လယ်စာကပေါ်ပါတယ်မပြောသီးနဲ့ယာကော့တောက်တယ်ညစာမှာနက်တိုးကင်ချီမီဆိုမြင်းကြိုတွေထပ်ပါဝင်ပါတယ်နက်တိုးမှာနက်တိုကိုင်းနေဆိုတဲ့အင်ဇိုင်းကတွေးခဲခြင်းကိုကာကွယ်ပေးနိုင်တယ်။သူမကကြားမရင်းနဲ့ညှို့တဲ့အစားအစာမျိုးစုံ စားသုံးခြင်းနဲ့တက်ကြွစွာနေထိုင်ခြင်းတို့ကြောင့်အသက်60ကျော်အထိအားအင်ပြည့်ဝနေပါတဲ့သင်ဟာသူမရဲ့နမူနာကနေသင်ယူနိုင်ပါတယ်အစအဆုံးကြီးစုအားပေးတဲ့အတွက်ကြီးစုပြန်ပါတယ်နောက်နောက်တော့ဘယ်လိုကြီးစုနိုင်ဖို့စခိုက်ခိုက်တူတည်ချိန်နှိပ်ပြီးထားပါပါလို့တာရပါတယ်တိုင်းနိုင်ရှယ်ဝဲတဲ့ပြည်ပြည်စီခြင်းပါတယ်လူသားအလုံးလုံးလွတ်လပ်ရွှေရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကြီးစုပြန်ပါတယ် Happy, Happy, great, great day. day.